This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘီတို့ကနေကြင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီမှဥစွာပထမနှုတ်ခွန်းဆက်တာအပါရယ်ဒီကနေ့2025ခုနှစ်မေလ1ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ရှင်ပထမဥစွာရေဒီယိုအန်ယူဂျီစီးရီးသတင်းကောင်းနှုတ်ချက်တွေကို ရွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင်။မင်္ဂလာပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ်မေလ1ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါရယ်ခင်ဗျာ။ကျွန်တော်ကတော့ရွေဦးနိုင်ပါ။အခုပထမဆုံးတစ်ပုဒ်အနေနဲ့ အဂျမ်ဘက်စစ်တပ်ဟာအရသာပြည်သူများအပေါ်ခွဲခြားမှုမရှိတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနဲ့၎င်းတို့ရဲ့အမေရိကန်နျူကလ িয়ার စွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမူအာရုံစိုက်နေစေဖြစ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှ2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများရဲ့ပြန်လည်သုံးသပ်ရေးညှိနှိုင်းခံအတွက်ပြင်ဆင်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးမှာတယ်မကြီးဦးချုပ်မိုးထွန်းကအခုလိုပြောကြားထားပါသည်။ ပြီးခဲ့တဲ့လကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြတ်အားမြင့်ငန်လင်ဘီရန်တရဲ့ပြီးတဲ့နောက်မှာပင်အကြံဖက်စစ်တပ်ဟာရဲသားပြည်သူများအပေါ်ခွဲခြားမှုမရှိတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနဲ့၎င်းတို့ရဲ့အမေရိကန်နျူကလ িয়ার စွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမှုအာရုံစိုက်နေစေဖြစ်ကြောင်းဒေတာတွင်နဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပြည်ပြည်ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာမှုမရှိတဲ့အကြံဖက်စစ်အုပ်စုဟာ နျူကလ িয়ার လက်နက်များမပြန့်ပွားရေးစကြုံးရဲ့အပိုက်၃အရာအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA နဲ့လည်းရိုးသားစွာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ပါကြောင်းတန်မကြီးကပြောပါရယ်ငလင်ပေးအလွန်လူသားချင်းစာနာမှုအကူအညီပေးမှုကိုလက်နက်အဖြစ်အသုံးချတဲ့အချမ်ဘတ်စစ်အုပ်စုဟာနျူကလ িয়ার နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချမိတာဖြစ်ကြောင်းတန်အမှန်ကြီးကထောက်အောင်ပြောကြားထားပါတယ် နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ2026ခုနှစ်နျူကလ িয়ার လက်နက်များမှပြန်ပွားရေးစာချုပ်ဝင်နိုင်ငံများရဲ့ပြန်လည်သုံးသပ်ရေးညီလာခံကို2025ခုနှစ်ဧပြီလ28ရက်နေ့မှမေလ9ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးရေပြည်မြို့နယ်နဘူးလေဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်သား၈ဦးထက်မနည်းသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းဇဝေခရိုင်ရေပြည်မြို့နယ်နဘူးလေဒေသမှာဖြစ်တဲ့တိုက်ပွဲမှာစစ်သား၈ဦးထက်မနည်းသေဆုံးသွားတယ်လို့ရေပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေပြည်မြို့နယ်နဘူးလေဒေသ လေးရှောင်ကျေးရွာချီတော်ရတောင်ကြီးအနီးတဝဲအထူးစည်းဝါးရေးဆောင်ဘက်စစ်ကြောင်းထူးလာတဲ့အကြံဘက်စစ်တဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအေဘလတ်24ရက်နေ့မနက်7:00နာရီခန့်ကတိုက်ခိုက်ခဲ့ရာမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သား၈ဦးထက်မနည်းသေဆုံးကအများအပြားဒဏ်ရာရသွားတာလို့ဖော်ပြထားပါတယ်ဒီတိုက်ခိုက်မှုကိုရေပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကတာဂရာစစ်ကြောင်းတဝဲခရိုင်အမှတ်1တပ်ရင်း T1 ဒေါနာစစ်ကြောင်း3 KPDF တက်ခွဲလီ တက်ခွဲ6ဝေးဟင်တက်ခွဲ9 LPF ဒဝေခရံပြည်သူ့ကာကွယ်ရေးတပ်ဦး DGPDF DGRF နဂနီပြောက်ကြားတပ်ဖွဲ့နဲ့ရွှေပြည်လုံးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရေပြည်မြို့နယ်ပူပေါင်းမှာမိအဖွဲ့အနေနဲ့ဆီယာနာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ခိုက်ချေမုံသွားမှာဖြစ်ပြီးတော့စေကောင်စီလောက်ကန်တပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူလူထုနဲ့အ мян ဆုံးပူပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါရခင်ဗျာ ဆက်လက်ပြီးကိုခိုင်မျိုးနယ်မှာမိုးကြိုးဖြစ်ခံရပြီးတော့အမျိုးသား၃ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။တအောင်းပြည်တမဟာ၅နယ်မြေကိုခိုင်မျိုးနယ်ဟိုနောင်အုပ်စုကုန်းချမ်းချေးရွာမှာအမျိုးသား၃ဦးမိုးကြိုးဖြစ်ခံရပြီးတော့သေဆုံးသွားတယ်လို့ TNL ဘက်ကတင်ထုတ်ပြန်ထားပါတယ်။ ဧပြီလ28ရက်နေ့ကမိုးသက်လေပြင်းကျနေချိန်မှာကျွန်းတွေကမီးသွေးသွားထုတ်တဲ့အမျိုးသား3ဦးမိုးကျူးဖြစ်ခံရပြီးတော့တည်ဆုံနေတာကိုထမင်းသွားပို့တဲ့မိသားစုဝင်တအုပ်ကဧပြီလ29ရက်နေ့မှာတွေ့ရှိခဲ့တာလို့ဆိုပါတယ်မိုးကြိုးဖြစ်ခံရသူတွေဟာအသက်62နှစ်အသက်36နှစ်နဲ့အသက်30အရွယ်အမျိုးသားတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒေဆုံသွားသူတွေရဲ့ရုပ်အလောင်းတွေကိုဒေသကြီးပြည်သူလူထုကသွားရောက်သေးဆောင်ကအေဗီလာ29ရက်နေ့ညနေ3နာရီအချိန်မှာမိသိန်းချိုပေးခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနအသိပေးထားပါတယ်ခင်ဗျာဆလဘီနိုင်ရီကန်စစ်တပ်စခန်းမကြာရင်စစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးတော့တနက်6လက်နဲ့ခဲရံများတင်စီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မကွေးတိုင်းငပင်းမြို့နယ်တဲကနေရီကန်စစ်စခန်းမကျစေဘူးစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားပြက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးသွားပြီးတော့တနက်9လက်နဲ့ခဲယမ်းတွေတင်းစီရရှိခဲ့တယ်လို့အရှူချင်းကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့မေလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်ငပင်းမြို့နယ်ပစီကြီးရွာဖုံးကြီးကျောင်းမှာတက်ဆွေးထားတဲ့ကပ္ပဆ73ကစစ်သား20ခန်းဟာ နေရီကန်စစ်စကန်းမကြည်ရေးအတွက်မနေ့ကအေဘီလ30ရက်နေ့မနေ့၈နာရီကန်ကလမ်းလုံးကြုံရေးလို့ဖို့ထွက်လာခဲ့တာကိုအရှူချင်းကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တွေဂျားပြက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဒီကြားပြတိုက်ခိုက်မှုမှာစစ်သားတွေကင်နဲ့ MA အမျိုးအစားလက်နက်ငယ်ကိုလက်ကြီးပေါင်းနဲ့ခရဲအချို့တင်းစီရရှိခဲ့တာလို့သိရပါတယ် ငဖေမျိုးနယ်ပစီရွာတက်စခန်းမှာတက်မ69ကပ္ပစ2ကပ္ပစ30ကပ္ပစ73ကပ္ပစ14တက်တို့ကစစ်သားအင်အား130ခန်းနဲ့တက်ဆွဲထားတယ်လို့သိရပါတယ်။ဒီစခန်းဟာနေကန်လီချောင်းရံကာကွယ်ရေးတက်စခန်းရဲ့ကာကင်းဖြစ်ပြီးတော့စခန်းမှာရှိတဲ့စစ်သားတွေဟာပြည်သူပိုင်အိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူရောင်းချတာတွေလုပ်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မကွေးတိုင်းငဖေးမြို့နယ်ဟာရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့ထိစပ်နေတာကြောင့်စစ်ကောင်စီဟာငဖေးမြို့နယ်ကနေတဆင့်အမ်းမြို့နယ်တဲကိုဝန်နိုင်ဖို့စူးစမ်းနေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီနဲ့ပူးပေါင်းတာမျိုးမလုပ်ကြဘူးဒေသအခြေစိုက်တော်လိုင်းအင်အားစုတွေကအသိပေးတိုက်တွန်းထားပါရခင်ဗျာဆလပီစကိုင်းတက်ကတူနဲ့ကန်တလူတိုးကိတ်မှာတက်ဆွဲပြီးတော့စက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်သား၁၀ဦးထက်မနည်းအသေဆုံးတဲ့တရင်ကိုကျင်းပပေးပါမယ် စကိုင်းမြို့မှာရှိတဲ့စကိုင်းတက္ကသိုလ်နဲ့ကန်တလူတိုးဂိတ်မှာတက်ဆွဲပြီးတော့ခရီးသွားပြည်သူတွေကိုစက်ကြီးကောက်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၁၀ဦးထက်မနည်းသေဆုံးသွားတယ်လို့လင်းယုံကြီးနောင်ပြောက်ကြားတပ်ဖွဲ့ကပြောပါရယ်။စကိုင်းတက္ကသိုလ်အတွင်းအထိုင်ချတက်ဆွဲထားပြီးတော့လမ်းသွာလမ်းလာတွေနဲ့ပြည်သူပိုင်ကားတွေကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ကန်တလူတိုးဂိတ်မှာအထိုင်ချတက်ဆွဲပြီး ပြည်သူလူထုကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကအေဗီလာ29ရက်နေ့ညနေ9:00မိနစ်20ခန်းမှာတပြိုင်တည်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာသေဆုံးသွားတဲ့စစ်သားတွေနဲ့ဒဏ်ရာရစစ်သားတွေကိုတင်ဆောင်ချိန်မှာစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့တာရှိပြီးတော့ပြည်သူလူထုပိုင်းလေယာဉ်မြေတွေတဲကြားရောက်ပောက်ကွဲတာကြောင့်မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့အသိပေးထားပါတယ်။ အဒီတိုက်ခိုက်မှုကိုလင်းယုံကြီးအောင်ပျောက်ကြားတပ်ဖွဲ့စကိုင်းနဲ့စကိုင်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထီးခိုက်မရှိဘူးလို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောင်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ီရီသတင်းတွေကိုနားဆင်ရပြီးမှာတော့ဆက်လက်ပြီးပြည်တွင်သတင်းများကိုကျွန်မຫນွေဦးမွန်ကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာညချမ်းပါရှင်။ခုချိန်ကစပြီး2025ခုနှစ်မေလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio Energy ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမအဆုံးတင်ပြမယ့်သတင်းကတော့မြမဒူတော်လင်ရဲ့အမြန်ဆုံးအောင်မြင်ပြီးဆုံးရန်ပြည်ရင်းပြည်ပါရှိမြမလုံသမားများပါဝင်တိုင်းသားပြည်သူတရလုံးတက်နိုင်သည့်နီလန်းမျိုးစုံဖြင့်ဆက်လက်တိုက်ပွဲဝင်ကြရန် NUG ယာယီသမရပြောကြားတဲ့အကြောင်းအရာဖြစ်ပါတယ်။2025ခုနှစ်ကမ္ဘာလုံသမားနေ့နေ့တွေတွင်မြို့သားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာရဲ့လုံသမားတူတို့ပေးပို့သောတဝန်တော်မှာခုလိုဖော်ပြပါရှိပါတယ်။မြမနိုင်ငံတွင်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ဂျမစီယုစုကြီးအာနာလူယူပြီးနောက် ခြေကလုံသမားခွေးနဲ့လူခွေးများဆူရစွာဆုံးရှုံးနေရပါတယ်။လူသမားများပါဝင်တိုင်းသားပြည်သူတရလုံးနေစဉ်ကြုံတွေ့ခံစားနေရပြီးကိုယ်စိတ်ဒုက္ခမျိုးစုံသည့်အနာရှင်စနစ်ကိုပြီးတိုင်းချိန်မုံနိုင်ပါသလဲဆုံးရှုံးနေသည့်ခြေကခွေးများကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့တန်းတူညီမျှ၏ပပမယိုယွေးနေသည့်အတိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ထို့ကြောင့်မြန်မာ့ဒေါ်လာရဲ့အမြင့်ဆုံးအောင်မြင်ပြီးဆုံးရပြည်တွင်းပြည်ပရှိမြန်မာလူထုများပါဝင် ဒိုင်းသားပြည်သူတရားလုံးတက်နိုင်သည့်နီလန်မျိုးစုံဖြင့်ဆက်လက်တိုက်ပွဲဝင်ကြရဲ့အလေးအနက်တိုက်တွန်းအပ်ပါတယ်လို့ယာယီသမ္မတကပြောပါတယ်။ဒါအပြင်ကမ္ဘာ့ကုလသမဂ္ဂ UN နဲ့ပြည်ပဆိုင်ရာလူ့သမားရေးအဖွဲ့ ILO အပါအဝင်နိုင်ငံတကာလူ့သမားရေးအဖွဲ့အစည်းများခြေကလူ့ခွင့်ရင်းနဲ့လူ့သမားခွင့်ရင်းလေးထားသည့်နိုင်ငံတကာအစိုးရများအနေဖြင့်လည်းလက်တွဲဆန်သောပတ်မှုကူညီမှုများဥပပေါင်းဆောင်ရွက်မှုများပြုပေးစေလိုကြောင်း မိမိတို့မျိုးသားရင်းညွှန်းရေးအစိုးရမှထပ်မံတိုက်တွန်းတောင်းဆိုအပ်တယ်လို့ယာယီသမရကပြောကြားထားပါတယ်ရှင်။ဆက်လက်တင်ပြမယ့်သတင်းကတော့ဂျီနီဘာမြို့မှာကျင်းပမဲ့133ချိန်မြောက်လူသမားညီလာခံကနေဂျမစစ်ကောင်စီကိုထိရောက်တဲ့ရည်ရွယ်မှုတွေလုပ်နိုင်အောင်ကြိုးစားသွားမယ်လို့ CRPH ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ဆူဇလန်နိုင်ငံဂျီနီဘာမြို့မှာကျင်းပမယ့်133ချိန်မြောက်လူ့သမားညီလာခံ2025 International Labour Conference ILC မှာ ဆမ်မတ်စစ်ကောင်စီကို International Labour Organization ILO Article 33ရာထောက်ဆောင်ရေးယူဆောင်ရနိုင်ရေးမြို့သားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနပါဝင်သက်ဆိုင်ရာဝန်ကြီးဌာနတွေအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြည်အောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကပြောဆိုလိုက်ပါတယ် ခုနှစ်မေလတရက်မှာကြာရောက်တဲ့ PP ဆိုင်ရာလူသမားနေအတွက်ပေးပို့တဲ့သဝလွှာကနေတဆင့်ပြောဆိုလိုက်တာဖြစ်ပါတယ်။လူသမားတွေရဲ့စုစည်းညီညွတ်မှုအင်အားကိုဂုဏ်ပြုဖော်ညွှန်းတဲ့အနေနဲ့ကမ္ဘာနိုင်ငံတည်တည်မှလူသမားတွေကိုနှစ်ဆင်ကျင်းပလိမ့်ရှိပေမယ့်မြန်မာနိုင်ငံတဝန်းကလူသမားတို့ပါဝင်တိုင်းသားပြည်သူတွေဟာဂျမက်စကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာ၊မြို့ပြနဲ့ချင်းလက်တွေကပြည်သူပိုင်အိမ်တွေကိုမိရှို့ဖျက်ဆီးတာ တရားဖန်ဆီးနှိပ်စက်တက်ဖြတ်တာထောင်သွင်းခြင်းချတာစရဲအထံပတ်လို့ရဲ့မျိုးမျိုးနဲ့ရင်ဆိုင်တွေ့ကြုံနေရဆဲဖြစ်တယ်လို့ဆိုပါရက်ရောင်စလွတ်တော်ကိုစားပြုကော်မတီအနေနဲ့ဆီယနာရှင်စနစ်ခြုံငယ်ရေးပါဝင်ဂျမက်စကောင်စီနဲ့သူတို့လက်အောက်ခံအဖွဲ့တွေမြမပြည်သူတွေပေါ်ရည်ရွယ်ချက်ရှိရှိကျူးလွန်ထားတဲ့ဆေးရဆွမှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးမျိုးသားညီညွတ်အစိုးရပါဝင်နိုင်ငံတကာလွှတ်တော်များဆိုရများအဖွဲ့အစည်းများ ပြည်ရင်းတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများဒေါ်လင်းမှာပုံမှန်ချက်ပန်းနိုင်တူညီတဲ့ဖွဲ့စည်းများနဲ့လူလက်တွဲပူးပေါင်းဆောင်ရွက်နေတယ်လို့သိပေးထားပါဗျ။ဒါကြောင့်ခုနှစ်ဇွန်လ2ရက်နေ့ကနေ13ရက်နေ့ထိဆူဇလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပမဲ့133ကြိမ်မြောက်လူ့သမားညီလာခံ2025 International Labor Conference ILC မှာဂျမစစ်ကောင်စီကို International Labor Organization ILO Article 33ရာဒီအောင်စွာရေးယူဆောင်ရွက်နိုင်ရေး မြို့သားညီညွတ်ရေးအစိုးရလူထုမှဝန်ကြီးဌာနပါဝင်သက်ဆိုင်ရာဝန်ကြီးဌာနများအဖွဲ့အစည်းများနဲ့ဥပပေါင်းချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ CRPH ကပြောပါတယ်။နာဂတ်ဖရယ်ဒီမိုကရေစီနိုင်ငံတော်အတွက်မှာနိုင်ငံတကာသဘောတူစာချုပ်များစံညွှန်းများနဲ့အညီလူသားပြည်သူများတဟန်ညီများမှုရရှိရေးလူနေမှုဘဝများပုံမှန်တိုးတက်အောင်မြင်နိုင်ရေးအဓိကအထအကောင့်ထက်ဖို့ဆောင်ရွက်သွားမယ်ဖြင့်ကဏ္ဍအသီးသီးမှရှိတဲ့လူထုမှလူထုအတွက် ပုံမခိုင်မအားကောင်းတဲ့ဥပဒေနည်းဥပဒေတွေပြဋ္ဌာန်းနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းပြည်တော်စလွတ်တော် ကုစားပြုကော်မတီကကတိပြုထားပါတယ်။ဒါ့အပြင်ဒီကနေ့ဆောင်ရွက်တဲ့ပြည်ပဆိုင်ရာလုံထမားနေ့မှာမြန်မာနိုင်ငံပါဝင်ကမ္ဘာနိုင်ငံတွေကလုံထမားနဲ့ပြည်သူတွေအားလုံးလုံထမားတို့ခွင့်ရေးတွေနိုင်ငံတကာစံနှုန်းနဲ့အညီပြေဝါရရှိခံစားနိုင်ကြပြီးလုပ်ငန်းခွင်တွင်ပြည်ရဲ့နေကင်းရှင်ကကိုစိတ်နှပါချမ်းမှအေးချမ်းကြပါစေကြောင်းပြည်တော်စလွတ်တော်ကုစားပြုကော်မတီကဆုတောင်းပေးထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့လူလူကောင်းဆောင်တောင်းဆန်းစုကြည်ကိုပေးအပ်မဲ့ပြည်သူ့ကောင်ရေးစုပေးအပ်ပွဲခန္ဓာတို့ဝင်းကြီးတော်စမအောင်နဲ့အန်ယူဂျီမှတာဝန်ရှိသူများတက်ရောက်မဲ့သတင်းဖြစ်ပါတယ်။လူလူကောင်းဆောင်တောင်းဆန်းစုကြည်ကိုပေးအပ်မဲ့၁၆ကြိမ်မြောက်ပြည်သူ့ကော်မတီကုံပြပွဲခန်းနာတို့အန်ဂျီနိုင်ငံသားရဲ့ဝင်ကြီးဒေါ်စမအောင်ဒုခွင့်ရေးဆိုင်ရာဒုတိယဝင်ကြီးဦးအောင်ကျော်မိုးနဲ့တမ်မကျူးကျော်မိုးထွန်းတို့တက်ရောက်ချီးမြှင့်ပါမယ်လို့ပြည်သူ့ကော်မတီအသင်းမှအမှုဆောင်တအူဖြစ်သူဦးကျော်ဝနာကအတည်ပြုဆိုထားပါတယ်။ 2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကွန်ရီကွန်ပျူမှုဟာလူလူကောင်းဆောင်တောင်းဆန်းစုကြည်ရဲ့ကျေးဇူးကိုတိမတ်ရည်မှန်းပြီးဂုဏ်ပြုကြတာဖြစ်ပါတယ်။မေလ24ရက်ဟူစတန်မြို့တက်ဆက်မှာကျင်းပမဲ့ဂုဏ်ပြုပွဲမှာကလမတ်ပတ်လည်ရင်တို့များကိုအမတရားထုတ်ဝေသွားဖို့ရှိတယ်လို့သိရပါတယ်။ရမုံငွေအကျိုးမြတ်အားလုံးကိုအမတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့နိုင်ငံရေးကျင်းသားများနဲ့တော်လင်းရေးစစ်တပ်ဖွဲ့များအတွက်ပေးဖို့လူလင်ကြမှာလည်းဖြစ်ပါတယ်ရှင်။ဆလဘီလောသမားလူမျိုးရေးနဲ့ လူမျိုးပေါင်းစုံလူမျိုးရေးကသာခွဲခြားဆက်ဆံမှုကင်မီဒီယာမျှတဲ့လူဖွဲ့စည်းတစ်ခုပြဋ္ဌာန်းနိုင်မယ်လို့ရဲဘက်ဖွဲ့စည်း6ခုပြောကြားတဲ့အကြောင်းအရာကိုတင်ပြပေးပါအောင်မယ်။သို့သမားတို့လူမျိုးရေးနဲ့မျိုးပေါင်းစုံလူမျိုးရေးကသာခွဲခြားဆက်ဆံမှုကင်မီဒီယာမျှတဲ့လူဖွဲ့စည်းတစ်ခုပြဋ္ဌာန်းနိုင်မှာဖြစ်တယ်လို့ရဲဘက်ဖွဲ့စည်း6ခုကပြောဆိုလိုက်ပါတယ်။နိုင်ငံတကာလူ့သမားနေ့ဖြစ်တဲ့ဒီကနေ့မေလတရနေ့မှာကြေညာချက်တစ်စောင်ထုတ်ပြန်ရမှာခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။မေလတရနေ့ဟာနေတည်းလို့ခေါ်တဲ့နိုင်ငံတကာလူ့သမားနေ့ဖြစ်ပြီး ရဝတ္ထုဖွင့်ပြတဲ့ကဘာကြီးကိုထူထောင်ခဲ့ကြသလိုနိုင်ငံတကာတော်လှန်ရေးတွေနဲ့အကြောပြန်တော်လှန်ရေးမှာရှေ့တန်းကနေပါဝင်နေကြတဲ့ပြည်တွင်းဖီဖာကလူသမားတို့ကိုချီးကျူးဂုဏ်ပြုကြောင်းလဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူသမားတို့ဟာ2021ဖေဖော်ဝါရီလ6ရက်ကခဲတဲ့လုံရှားမှုကိုဦးဆောင်ခဲ့တယ်လို့အခုချိန်ထိလည်းတောင်သူလူသမားတို့အခြေခံလူဒန်းစားတို့နဲ့တူတော်လှန်ရေးအခြေခံအားဖြင့်ရုန်းကန်ပါဝင်နေစေလို့ဆိုပါတယ်။ စေုပ်စုနေနဲ့တော်လင်းအခြေခံအင်အားတို့ရဲ့ဒီရဲ့ပျက်စီးစေဖို့နဲ့လူလူလှုပ်ရှားမှုကြီးတွေဖြစ်မလာအောင်ဒီမျိုးစုံနဲ့ကြိုးပမ်းနေတယ်လို့တော်လင်းအင်အားစုတွေအနေနဲ့လည်းမိမိတို့ခြေခံအင်အားတို့ထွေထွေအကျက်တဲကိုရင်ဆိုင်ကြကန်နိုင်ရင်လူလူလှုပ်ရှားမှုကြီးတွေပေါ်ပေါက်ရေးအလေးထားလှုပ်ရှားတဲ့နယ်လို့တိုက်တွန်းထားပါတယ်။ဒါ့အပြင်ပြည်내ယူနစ်ဖွဲ့စည်းဖို့ရေးဆွဲခြင်းနဲ့ဒီတောင်စုအဆင့်သဘောတူညီချက်ရယူရေးလုပ်ငန်းစဉ်တွေမှာလူသမားတို့ခံကဏ္ဍပါဝင်ရင်းနဲ့ခြေခံရပိုင်ခွင့်များရရှိရေးလူဒန်းစားကွာဟမှုရှော့ချရင်လည်း လူမှုဖူလုံရေးဆိုင်ရာအစီအမံတွေမဖြစ်မနေထည့်သွင်းရေးဆွဲဖို့လဲရဲဘက်ဖွဲ့စည်းတွေကအကြံပြုထားပါတယ်။ဒါမဲ့နာဂက်လူဖွဲ့စည်းမှစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလူမှုလူမှုဖူလုံရေးပြည်내မှုများရဲ့တည်ရင်နဲ့ပြည်ပခါများမရှိစေရင်ဒီမိုကရေစီခိုင်မာအကောင်ရေးတွေမှာလူသမားတို့ရဲ့အခန့်ကဏ္ဍဟာအရေးကြီးဆုံးကိစ္စရဲ့တစ်ခုဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားဖို့လဲအလေးနက်ထားပြီးနှိုးဆော်ထားပါတယ်။မိမိတို့ရဲဘက်ဖွဲ့စည်းတွေအနေနဲ့တော်လိုင်းအဆက်ဆက်မှာပါဝင်ခဲ့ပါဝင်နေဆဲဖြစ်တဲ့လူမျိုးပေါင်းစုံက လူသားလူနဲ့တသားရဲ့ရည်တည်နေတယ်လို့လည်းအသိပေးထားပါတယ်။မေရီထုတ်ပြန်ချက်ကိုဆီယနာရှင်စက်ဂျီလူလူလှုပ်ရှားမှုကော်မတီ AJMM လူစုငွေလှုပ်ရှားမှု BMC ထူထူသပိတ်ကော်မတီ GSC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သောမဟာမိတ်အင်အားစု GSCN တို့တက်သောမွတ်စလင်လူငယ်အစည်းအရုံး PMYA နဲ့တို့မြေကွန်ရဲ့ London Our Hands တို့ပူးပေါင်းထုတ်ပြန်တာဖြစ်ပါရဲ့ရှင်။ ခုနောက်ဆုံးတင်ပြမယ့်တင်ကတော့ဖြည့်ဆက်စာစေဝါနဲ့ဂျမ်းမာရေးနေ့စဉ်ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်ပါဝင်ကူညီနိုင်မဲ့မမိုးတို့ရဲ့အိမ်ပြန်လည်ခံပိန်စတင်တဲ့တင်ဖြစ်ပါတယ်ဖြည့်ဆက်စာစေဝါနဲ့ဂျမ်းမာရေးနေ့စဉ်ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်ပါဝင်ကူညီနိုင်မဲ့မမိုးတို့ရဲ့အိမ်ပြန်လည်ခံပိန်စတင်ပြီးဖြစ်ကြောင်းသိရပါတယ်ဒီကမ်ပိန်ဟာဆင်းများဖြစ်တဲ့မမိုးတို့ရဲ့ဖြည့်ဆက်စာစေဝါနဲ့ဂျမ်းမာရေးနေ့စဉ်ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်ပါဝင်ကူညီနိုင်မဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ် ဒီကမ္ဘာကမေလာတရနေ့ကနေ30ဒီရက်နေ့ထိတွေ့ဦးပန် Supreme Development Bank ရဲ့ Supreme Crew Fund ကနေအလွယ်တကူလှည့်မြန်စွာ ပါဝင်နိုင်မှာပဲဖြစ်ပါတယ်။လွတ်လပ်မြတ်တာရတဲ့အနာဂတ်ကိုတည်ဆောက်နေကြတဲ့မြန်မာနိုင်ငံသားတို့နဲ့အတူထက်ချက်မခွာလိုက်ပါနေတဲ့မမိုးတို့ကိုမြမရင်မြေတောတောင်တွေထဲမှာလှပစွာထိမ့်သိမ်းဆောင်ရှောက်ပေးနိုင်ဖို့ဝိုင်းဝန်းပါဝင်ပေးကြရန်လည်းဖိတ်ခေါ်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ င်္ဂလာပါရှင်။မနက်ဖြန်မေလာ၂ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ပင်္ဂလာပင်လယ်ော်အခြေအနေမှာပင်္ဂလာပင်လယ်ော်မှာတိမ်အထင်တင်ကနေတိမ်ထူးရနိုင်ပြီးကပ်ပလီပင်လယ်ပြင်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတို့မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအီကုန်၅မိုင်ကနေ၁၀မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မုတ်တမခွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကုန်၅မိုင်ကနေ၁၀မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြီးတော့မန္တလေးတိုင်းတနင်္သာရီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေ့ပူချိန်တွေရောကြနိုင်ပါတယ်။မြူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြနိုင်ပါတယ်ရှင်။ ရေဒီယို NUG မှဆက်လက်အသံလွှင့်နေပါတယ်ဆက်လက်နားဆင်ကြရမယ့်မြို့သမီးကဏ္ဍမှာတော့ Flora Han တင်ဆက်ထားတဲ့တော်လန်ရေးဤအောင်မြင်စေအလှကပါအပိုင်း159ကိုနားဆင်ကြရပါမယ်ရှင်။အလုံးမဲမင်္ဂလာပါ။အခုတစ်ပတ်မြို့သမီးကဏ္ဍမှာတလားပြင်းငလျင်သတင်းကတော့တလားသတင်းမီဒီယာအဖြစ်ပြည်သူတွေကိုတုံ့လောက်ခြောက်ခြားစေခဲ့တယ်။အချင်းရေးအတွက်တည်းမမှတ်မိပေမဲ့ ခုရပိုင်းတလားမပြည့်ခင်မှာတော့ငလျင်လှုပ်သည့်အနေထားမှာ vertical ကနေ horizontal ကိုပြောင်းပြီးလှုပ်လာပါတယ်။ရာသီဥတုကလည်းမတည်ငြိမ်အခုမိုးရိပ်စင်အခုအပူချိန်ကပြင်းအခုငလျင်အခုဗေပြင်းလေးဝိနဲ့တကူလာရဲ့ရာသီကတော့ရိုက်ချက်တိုင်းကမအားလလိုပါပဲ။အချိန်ကမရှိပြီးသူကိုအနိုင်ကျင့်နှိမ့်ဆက်နေသလားတောင်ထင်လာမိတယ်။တလားဆိုတာရ30ခီးဆိုပေမဲ့ဤသူအတွက်ပေါ်တော့ ရပောင်းများစွာဘေးဒဏ်ခံနေရသလိုကြောက်စိတ်အားငယ်စိတ်တွေနှမ်းမနေတာပါပဲမိတာခါလဲမရှောင်းစစ်မှုထမ်းကြီးလဲမလွတ်တဲ့မလင်းတန်ခံပြည်သူတို့အတွက်ဘယ်မှာလဲအစိုးရတစ်ခုရဲ့ပြည်သူပေါ်ထားတဲ့စေတနာနဲ့လုံခြုံမှုဒါနဲ့စီယုတ်ရဲ့နည်းမြေစိုးမှုမှုကလည်းလာရှိုးဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုမြမပြည်အတွက်စိတ်နှသက်သားပွဲဖြစ်ပျက်တွေပါဒါကိုမအားလာကစီယုတ်အပေါ်အပြစ်မမြင်ကြဖို့ဂျေဇူးရှင်ဖြစ်လို့ဂျေဇူးမကန်းဖို့ ပြည်ပအားကိုအယိုးပဲကြံတော့တာမသိလီရောသလားနိုင်ငံအရေးကလည်းပြည်သူအတွက်ကောင်းွက်ရှားစရာဆိုလို့မအားလာလက်ထက်မမြင်အမြင်အရဲ့ရှင်မျက်နှာမှာပြည်သူအတွက်ရလတ်ဆိုလို့ရင်တွင်အပူဘွားပူတွေပဲရခဲ့တာပါငလင်းကလည်းတလာခီတော်လန်ရေးကလည်း၄နှစ်ကျော်၅နှစ်အတွင်းမှာပြည်သူအတွက်ဇမ္မာရေးဆောင်ရှောက်မှုကလည်းနှက်တိပညာရေးကလည်းကျူရှင်ပညာရေးစီးပွားရေးကလည်းဘာလုံးလို့အဆင်မပြေ ထမင်းစားဖို့အခုမြို့ပေါ်တက်တိုက်ဖြိုးအိမ်ဖြိုးတဲ့နေရာတွေမှာလုံအားကတစ်နေ့တောင်းကနန်းနဲ့ဝမ်းရည်အတွက်မိသားစုအရေးကိုဖြည့်ဆင်းနေကြတယ်။ပြည်သူတွေဘဝကအမောင်းမားမိထုံလို့မိမိတို့လမ်းကိုကိုယ်တိုင်ဖောက်နေကြရတယ်။ကုရမဲ့၊ကေရမဲ့ဘဝမှာစစ်မှုထမ်းတဲ့လေရင်တန်းကတိုင်ဖောက်ကြီးနေတော့ဝင်းစားလေးကိုလက်ထဲချစ်ချစ်ဆုပ်လို့ထမင်းမှာဟင်းမျိုးတစ်ခွက်နဲ့လွဲလွေးနေကြတာပြည်သူတွေရဲ့အရှိတရားပါ။ အစင်မပြေခြင်းဆိုတဲ့ပြီးသူဒုက္ခမှာအင်အားခွန်တသမခွန်ငလျင်တန်တလားပြည့်အချိန်ထိငကိုမူလအတိုင်းပြန်လဲရရှိဖို့မဖြစ်နိုင်သလို နောက်ဆက်တွဲငလျင်များရဲ့ချင်းချုံမှုက ရုပ်လဲပြူအိမ်လဲပြူဘဝဒီလဲငူနေကြရဆဲပါဒါတဲ့ဆိုတာက မအားလာရဲ့အနိုင်ကျင့်ဖက်စစ်တဲ့ရဲ့တနည်းတစ်မျိုးပြီးသူကိုဥပဒေအမျိုးမျိုးနဲ့ဘောင်း ခတ်အတင်းကျစေတာကတော့ပြည်သူတွေရုန်းထွက်နိုင်ဖို့တော့လိုပါလိမ့်မယ်။အခုလိုအပူမီးတွေနေရာနှံ့ပြတ်နေချိန်မှာပြည်သူတွေအားနဲ့ငြိမ်းသက်ဖို့တော့တွဲလက်ညီညီကြိုးစားကြရမှာပါပဲ။ယနေ့အချိန်ထိနမ်မြကန်ဆိုးရရဲ့အားမပါဘဲကြုံလာခဲ့ရတဲ့ဘေးမျိုးမျိုးကိုပြည်သူတွေအားနဲ့ကြော်ဖြတ်နိုင်ခဲ့ကြတာဟာတကယ်ကိုပြည်သူချင်းချင်းအားကြအတူယူစရာတွေပါ။ကျမတို့ပြည်သူတွေအတွက်ကဘာကြီးကပေးတဲ့သင်ခန်းစာ အိမ်နီးချင်းနိုင်ငံများကပေးတဲ့အတွေ့အကြုံနဲ့အရှိတရားမိမိတို့ပြည်သူအချင်းချင်းရဲ့အနိုင်ကျင့်မှုတွေကို ပြန်ကြည့်မယ်ဆိုရင်မြန်မာပြည်ကြီးအတွက်ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်နိုင်ဖို့တော့လိုပါလိမ့်မယ်။ဒီကပြည်သူတွေရဲ့စိတ်ကိုယနေ့အရှိတရားအောင်မှာရေစုံမျောပနေကြပဲအလုံးသောပြည်သူတွေလွတ်လပ်သည့်အရာသာသူသားတွင်ရရမယ်လူခွင့်ရေးစတာတွေကိုပြန်လဲရယူကြဖို့လိုပါတယ်။ကျမတို့ပြည်သူတွေလိုချင်သည့်ပန်းနိုင်သည့် လူသားတိုင်းရင်ထဲမှာရှိနေတဲ့လွတ်လပ်ခြင်းပျော်ရွှင်ခြင်းအေးချမ်းခြင်းဆိုတဲ့ဘဝတွေကိုမိသားစုတိုင်းခံစားရရှိဖို့ပါရက်လက်ကောင်းမထွက်တရွေ့တော့အခက်ခဲဥဒမြအမျိုးမျိုးသောအတိုက်ခံတွေရှိနေဥမှာပဲဒီအတွက်ပြည်သူတွေရဲ့ကြက်ခိုင်းသည့်စိတ်ဓာတ်ခွန်အားတွေကိုစီးပုံးမှုအားနဲ့ဖြည့်တင်းခြင်းဖြင့်တော်လှန်ရေးအောင်မြင်မှုအလှကဘာကိုတည်ဆောက်ကြပါစို့လို့ဤမျိုးသမီးကန္နာလေးမှတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ဗီဒီယိုအန်ယူဂျီရဲ့ဒီကနေ့ညနောက်ဆုံးထုတ်လွှင့်မှုအနေနဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်ပဲဖြစ်ပါတယ်။ကရင်နီ၊ကယားဘာသာနဲ့တပတ်အတွင်းသတင်းများကိုခုရေကတင်ပြပေးမှာဖြစ်ပါတယ်ရှင်။ပေါ်မှာပဲစီလော်ပလီတမှုပဲစီခုညာအရှုခဲရေဒီယိုအန်ယူဂျီတနွေကူအရိကြရင်ဟိတ်ဆူထီလူပဲစင်နာခရလင်းငုံတော့ပါပေါ်မှာခုရင်လူပဲ ကလုလရီကြရင်နာမှာလိမပလော့ကျူနီတီလူဒီကေရီအညစ်တခြားတဲ့ပါအညစ်ဥပနီတီတူတူပြူဟာအကလက်ကလုအကုဆူဆိုရင်မြမမီဒီယာနီတီဖုန်နထမေတီတရီတရဖရူနီတီနာတပေါ်ဆူပေါ်လာပလော့မူနာမှာအိုနီတူဖုန်နအန်ယူဂျီခွီအလီဟေနီတီရီကြရင်နဟေဆူတေလူပဲစီပါဒရလူမီစီတပလော့ကျူနီတီအညစ်ခွီအန်ယူဂျီရင်နာမှာမေပလော့ကျီတရီတရန်နီတီဒီကေရီအညစ်တခြားတဲ့ပါအညစ်ဥပနီတီတူတူပြူဟာအကလက်ကလု အခုဆူဆူရင်မြန်မာမီဒီယာနီဒီထမေထေတရီတရာဖရိုနီဒီနာတဘောဆပေါ်လာအပလမူနာမအူနီဒီဖုန်အန်ယူဂျီခွေနာရောဘေဧပရဲလအငေးဆူရှိရင်ဟေလူတီနီကြဒီဖွေနာပဲချီကိရီညာကလကလိုဟေနာမမေပလော့ဂျီတရီတရာဖရိုနီဒီနာတဘောဆပေါ်လာအပလမူစီဖုန်ထတီကေပူစီလောပါမေချိုနီဒီစီနာမအပေါ်မြခွဲမေဒူချာတူချာနီဒူဖုန်စီတီကေကလောညာကလကလိုဟေနာမ ညာတီကေပူစီလေမီနီဒီတဆာတဲ့ဖာအခုရင်နတီကေကလလေးစင်ညေပဲနီဒီအငင်းစီဒီဟဲဒီရီတဲ့တထရူချာလေတူချာထူချာပဲနီဒီအငင်းစီတဆာတဲ့ပါအငင်းကလကလိုဟေနာမဘက်ကလီအပေါ်မူစီရင်နတဆာတဲ့ပါဟဲရီလေဒဲပဲနီဒီအငင်းအိုပါနီဒူဖုန်နနေတူတူဒပတူရီအငင်းအကလကလိုဟေနာမတီကေပူစီလေပတူရီနီဒီအကလကလိုရင်နမေတိုပဲနီဒီနာတိုကလဥပဒေစီ လိမေတာတေရပဲနိတေအငိအပေါ်မြခွဲနိတုပုန်နစီတေပေါ်ရှာငိလေပတရီနိတုတုကလဥပဒေအငိနာလိမေချွနိတုတိကေဖုတေမေအကလကလိုစီနာမမေဒူချာထူချန်နိတုပုန်နစီရူရအငိအကလကလိုဟေနာမတခြားတပအငိအလိုနိတုရူရစီနဆလဘဘဲနိတေအငိနာဒလိမေအပလောမူစီရူလိနူနိတုအကလကလိုစီနမေတာတနိတုပုန်နစီဘောဇုဘောလာနိတနာတိကေဖုအကလကလိုဟေနာမ အပယ်စနာတိကေပုတ္တသတပအငြိမူဝါဒအကလကလိုစီလိမေနီတီတေမေအကလကလိုစီနမတိကေပုစီလေးစင်ကြီးဘဲနီတီအငြိနာတိကေကလိုအပေါ်မူစီလေးစင်ကြီးဘဲနီတီအငြိတရိတရန်နီတူဖုနာမမေထီနမဦးနီတူဖုနောအန်တဆူစင်ကြီးနီတူဤနာပရင်ဘေဘျူဟာအကလကလိုအကုဆူဆူဤနာမမေဒူချာတူချာမေထီတာတေရန်နီတူဖုနောထတေပေပူလာဦးနီတူဒေါ်ဆူခါလီ တူတူတနည်းတူပေတီကေပလော့ကျူလော့ပလီတပပူလာလေးနိပဲနိတရငင်းတပဟျာအချဲအရေပူနီတူဖွနာပါအန်ယူဂျီနာရောဒီတီလီနီတူဖွေဟိနမစင်ငင်းနီတူနာတရီတေကြရင်နာပဲခရစ်ကေမနာကီယာလီကေကူအိုပိတ်ကလောက်တဖာယင်းနီဒီတရှာတပဆူလီဟိုဖူညာရှင်နာဆူဖြဲအစီလေးဆူဆီယာနီဒီဆူလီဟိုနမေထီယာနီတရငင်းအလိုနီဒီတမေကျူအရေကြရင်နဟေဆူထီလီဘစီပါ ထရကိနကီယာလီကေကုလက်လက်တဖိုင်နီတီတဆာတဲ့ပါခါလင်းညီကုအိုဆူလေဟိုပူစီအငေအစီလီမေထယာနီဒီဟိုယနာမအလူနီဒီတေမေချူဖုန်ဒီလူထီနီဒီယီနာဘရဲပေဆူလေဟိုယနာမအိုနီဒီဘေခေဂျီအတနီဒီဘေဂရေ5ဖုန်ထဆူလေဟိုပူအဖက်ညာရှင်နာဆူဖက်လေဆူဆီယာဘဲနီဒီလီလေအငေအစီမေမမေဒီယာနီဒီဖုန်ထ တရနာကူရင်နာမှာ SC ဆူနီတူလေးလေးရင်နာမှာအရင်းနီတူဖွင့်လာတော့ SC လေးဆူဆာနီတူတက်စစ်တဖေးရင်နာမှာတပြတဲ့ရှယ်စီအိုနီတူဖွင့်လာခဲအထာနောဟိုတူတဟေးစီနာမှာ OA နီတူဖွင့်လာတော့ရေတနာကူနုပချဲပူးစီအလေးကြီးကြီးဘဲတူအငင်းအပေါ်မူနီတူပင် SC လေးအိုနီတူခါလေးဖွင့်လာမမမိုက်ချာနီတူဖွင့်လာဟင်နာမှာစင်ရင်နီတူဘေးဆူလေးဟိုရင်နာမှာခွန်ရအရှုခဲရင်နု SC မေရှော့ချာနီတူနာ SC နေဖွင့်လာအထော အလုံးဤဒီတမေချိုးစင်နာမအိုအဲနီဒီဖုန်ဒီလထင်းင်းဒီနာဗရဲအစီလက်ကလတဖိုင်ဤဒီတခြားတဲ့ပါခါလိညေကူအိုတီကေပူစီနာမအိုနီဒီဘေမူပြေဗီမူကူတော့ဖုဆိုပူစီဖုန်ထအစီလက်ကလတဖိုင်ဤဒီတခြားတဲ့ပါဤနာမအိုနီဒီဟောဆူနာလောဖွင့်နာလောလေလေဝညီစင်တဆက်တဖန်ညီစီတမှုဆိုညီစီနမတပြတဲ့ရှေအိုအဲနီတူဖုန်ဟိနမဆင်ရင်နီတူနာတယူတေကြရင်နာပဲ KNDF ဘူဟာအမတ်တလအလေအိုတန်ရအမတ်ဆနာတန်ရအမတ်ဆူရှင်နာတကလီဖူစီနာအစီဟီဖရဖူစီမြမချေတညာနေသူလိုအရိကြရင်နဟစ်ဆူထီလိုပဲစီပါတတကောတကယ်နီဒီကယာလီမီတစီအညစ်တ KNDF ပြူဟာမတူလေအိုတရရအမတ်ဆနာတရရအမတ်ဆူရှင်နာတူအိုကလီဖူစီနာအစီဟီဖရဖူစီလေမြချေနီဒီလိုတသရီရင်နမှာဘေးအေပရလေအငင်းကြီးရှင်နာ ငီရှင်နာဆူငီအရှုခဲရင်အမေနီဒီဘေဖဲခိုဗီမခါလီတဖူဖုန်ဟိနမဆင်ငီနီဒီဘေတတရီကူရင်နာမအဘေစနာမဘူစီအိုကလေအဒူခူစီနာရောအထယာဟိပေတာနီဒီဖုန်စီကလေဖူစီဟီဖျာကိုအလေးစီစင်ငီနီဒီစီနရှုဒိုဒညာနီဒီစီကလေဖူစီအစီစင်ငီနီဒီအရိကာစီနဂျာချာဒညာနီဒီစီနာ လေအပေါ်မူအတူကူတဲ့စီနာတော့တညာကခေဆန်းနီဒီလူစင်နအမေနီကဒီလူဖုန်ဟိနမစင်ငင်းဒီနီနာတရီတေကရာရှင်လာပဲခုညာဟိဆုထေလူပစီရေဒီယိုအန်ယူဂျီတန်ွေကိုရီကမာတင်နီကဒီဘီဟောနီဒာနီဒီဘွားမူဘရာဇီလောဘီအမူရီယာဒူယာတဆိုင်နီလောဒီပွန်းနတ်တဖရေပါနီတေဘွီတက်တရီ ကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခေတ္တရန်လာလိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြောင်းလဲဆိုပေးကြပါလို့ရှင်။ Radio NUG ကိုမနေ့ပိုင်း၈နာရီခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူ နာဆင်နိုင်ပါပြီရှင်မြန်မာနိုင်ငံသူနိုင်ငံသားများ ကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ Radio NUG ဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ